ိနေတိုင်းလည်းဟိုသတင်းကြွယ်ပွဲနဲ့လှူတဲ့တောင်တိုင်းနဲ့လှူတဲ့တကူးလမြန်မာတို့ရဲ့လက်မှန်သမျှမှာအလှူတွေအကုန်လုံးလောက်တာဥမာကြီးပဲဥမာကြီးကတော့တယောက်တည်းဥဆောင်နေတယ်ကျွန်မကတော့မိသားစုနဲ့ပေါ့နော်အဲထောက်တိုင်းနေနဲ့အဲသွားတာပါအဲဒီစက်ကူလေးလေးတွေနဲ့လောက်လာတယ်စီလေးလည်းတအားအောင်လောက်လာဖြစ်တဲ့အတွက်ကြောင့် ကိုကိုဂုံယူမိရဲ့ဘာလို့ဆိုတော့ငါလုတ်လိုက်ငါလုတ်လိုက်လုတ်ပြန်လိုက်လို့မဟုတ်ဒီလိုလေးလိုက်လုတ်လာတယ်ငါလုတ်ပြီးသားကြီးကိုလိုက်လုတ်တယ်ဆိုဒါပေမဲ့နောက်ကျတော့ပြန်ဆက်စားအော်ဟုတ်တယ်ဒါသမုတ်တွေကတရားတော်တော့တောင်းလို့မကုန်ဘူးအကုန်လုံးကိုလိုလုတ်ချင်တယ်ဆိုရင်ကိုလိုမျိုးဖြစ်အောင်လုပ်ရမှာပါ ဈေးဝယ်ဒီကျွန်မဆိုင်မှာလာဆိုင်ထဲမှာခင်းတာခင်းတော့မမကြီးကလည်းအဲဒီခဏခဏဝယ်ဆိုင်ထဲမှာလေမွေးနေကြညီမလေးလာခဲ့တော့လည်းမဖြစ်မနေလာမှာတဲ့ဟိုဖိတ်တယ်ဆိုပြီးတော့မှဖိတ်လို့အလားဖြစ်တာပါရှင့်အားကြပါတယ်ကျွန်တော်တို့အားကြတယ်မမကြီးဆိုလည်းမမဘူးပေါ့နော်ဘာလို့ဆိုတော့ဒီလိုမျိုး ပြောရတော့လူကစ조사လို့ပဲဖြစ်မြောက်လာပါတော့နှစ်အနည်းငယ်တွဲမှာဆိုလို့ရှိရင်မမိုင်ဆိုရင်ဒါအများကြီးပဲအောင်မြင်လာတယ်လူရှိလူကင်းဘိုင်းမှာလူချစ်တဲ့အပိုင်းမှာဆိုလည်းအများကြီးပဲပေါ်လာရပေါ့နော်အဲအဲ့ဒါကြီးလည်းအကုန်လုံးအတူယူရပါတယ်ကျွန်တော်အတူယူရမမိုင်ရဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဒါအထူးတလဲလာပြီးအချိန်ပေးပြီးတက်ရောက်ဖြစ်တာပေါ့နော်အဲကျွန်တော်တို့အပြင်က ဘယ်လိုမျိုးခင်ပြတာလဲဆိုတော့မင်းကလေးချင်းချင်းဖြစ်လို့လဲပို့ပြီးတော့ခင်ပြတာပေါ့နော်ပြီးတော့မမကြီးကလည်းပို့ပြီးတော့ဘယ်လိုပြရမလဲကျင်းလင်းကျင်နာရက်တယ်အဲတခုဆိုလို့ရှိရင်ပြောပြရဲမိမလေးဒါကဒီလိုလို့ဟိုဟာဆိုလို့ဟိုလိုလို့အဲပွဲတွေပါလေဆိုလို့ရှိရင်လည်းအဲ့လိုပဲမမကြီးတို့နဲ့မကြောပြစ်သေးရပဲရှိရပါတော့အဲပိုပွဲဆိုလို့ရှိရင်လည်းခေါ်ဒီပွဲဆိုလည်းအဲ့လိုမျိုးတော့ကျင်နာရက်တယ်ပေါ့နော်အကုန်လုံးလမ်းပြရတယ်မင်းလေးချင်းဖြစ်တဲ့အတွက်ကြောင့်တခုဆိုရင်တနိုင်မင်းမင်းနဲ့အတိုင်မင်းဖြစ်တဲ့အမကြီးဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ခင်ဖြစ်တာပါ အင်းပေါ့အင်းပေါ့ဒါမှမဟုတ်မကြီးကတော့တယောက်တည်းဥဆောင်နေတယ်ကျွန်မကတော့မိသားစုနဲ့ပေါ့နော်အဲထောက်တိုင်နေနဲ့အဲသွားတာပါမမကြီးကတော့ပို့ပြီးတော့တော်တာပေါ့ဆောင်းတော်ပြောသလိုကျင်နာတတ်တာပေါ့နော်သူကလေအဲသူ့ပတ်ဝန်းကျင်မှာရှိရတဲ့သူတွေရောသူကိုယ်တိုင်ရောကျင်နာနာရှိရပြီးတော့အဲ့အဲ့ဒီဟာလေးကအရန်ကောင်းတယ်ပေါ့နော်ကျင်နာတဲ့ဟာရှိနေနေထွေးမှုဟာလေးရှိနေကျွန်မတို့ကလိုက်တာနဲ့ ဟိုဘယ်လိုပြောရမလဲဟိုရှေတာမိုးတာမရှိဘူးမကျင်နာမှုဝင်မြင်ရတယ်နျူထရီမှုဝင်မြင်ရတယ်အဲ့ဒါလေးကကိုမမိုက်စီကနေယူပြစ်တဲ့အရာလေးပေါ့နော်ဟုတ်တယ်ဒီလိုမျိုးရှော်ရှဲလေးကောင်းလို့မလို့အဲဒါဒီတန်းတစ်ခုမှဝင်တာပေါ့နော်ကျမတို့လည်းဒီလိုပဲမမိုက်ကိုဒီအတွေ့ယူပြီးတော့မှဘယ်သူနဲ့ပဲတွေ့တွေ့ပေါ့နော်အဲဒါကျင်နာမှုနျူထရီမှုပေးရမယ်ဆိုရင်ဒီအတွေ့ယူစီကလေးတော့တွေ့ပါတယ်မမိုက်ကတော့လုံးဝ లై မမီဘူးနော်လူရဲစက်လက်နဲ့မကွာကြည့်နေတာနဲ့လေဟိုသတင်းချုပ်ပွဲနဲ့လှူတယ်တစားနယ်နဲ့လှူတယ်တကူးလား မြန်မာတို့ရဲ့လက်မှန်သမျှမှာအလူတွေအကုန်လုံးလောက်တာဥမာကြီးပဲအကြောက်ပါတယ်အလူကြီးဆက်လက်နေမှာပေါ့နော်အမကြီးကကြတော့အခုမင်္ဂလာပွဲဒါလည်းမွေးညွေပွဲဆက်လက်မင်္ဂလာပါပဲနော်မင်္ဂလာပွဲလေးပါပဲအဲဒါကိုယ့်ရဲ့မင်္ဂလာဒီမွေးညွေပွဲလေးကိုဒီလိုခန်းခန်းနားနားလေးလောက်တာကိုလည်းတကယ်အကြောက်ပါတယ်မင်္ဂလာတယောက်ဖြစ်တယ်ပြီးတော့ဟိုကိုယ်ကိုယ်တိုင်ဥဆောင်ပြီးတော့မှအဲဘယ်လိုပြောမလဲအိမ်မှုကိစ္စရေးရတယ်ရောစီးပွားရေးရောအကုန်လုံးလုပ်နိုင်တဲ့အပြင်အခုကိုယ့်ရဲ့မွေးညွေလည်းမကျွန်တော်တို့မှမလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်ဘူးဆို ဝင်းနေဖြစ်တဲ့ကြောင့်မိသားစုနယ်ပဲအခြေယုံလေးဖြတ်တန်းတာများရယ်ပေါ့နော်ဒီလိုချစ်ရမိဆွေတွေနဲ့တခန်းတနားကြီးမလုပ်ဖြစ်ဘူးဒါပေမဲ့မမကြီးကကြာမနစ်ကလည်းလုပ်တယ်ဒီနေ့လည်းလုပ်တယ်အဲဒီတော့ဒီနောက်နောက်နှစ်ပေါင်များကြာမှလည်းအခုတစ်ထက်ပို့ပြီးခန်းထားတဲ့ပွဲနဲ့အခုတစ်ထက်ပို့ချစ်ရသူတွေနဲ့အဲတွေ့ပြီးတော့ပြဆွန်တော့ပွဲခန်းနေနိုင်ပါစေလို့ဆန္ဒပြပါတယ်အဲ့ဒါဆိုအဲ့လိုတော့လည်းပြောလို့တော့မရပါဘူးနော်ဆန္ဒပြတယ်လို့ပေါ့ဘလဲမြန်မာစကားကိုလို့ထမင်းအကုန်စားစကားအကုန်ပြောနေသလိုအဲ့ဒါတော့မသိသေးဘူးပေါ့နော်ကိုလည်းအဲကျောင်းကဆွာတာနေသေးရယ်ဆိုတော့ ကျဝင်ထပ်ပြီးပြောပါမယ်တက်တက်တရက်ကျွန်မဝင်ထမအကျော်စန်းကဒီကျွန်မအရင်ကဖွင့်တဲ့ဆိုင်နေရာလိမ့်ဆာမှာပါပဲဒီမန္တလေးလမ်းနဲ့မဟာမဟာဗန္ဓုလလမ်းနဲ့ရွှေကုန်တိလမ်းတောင်မှာပေါ့နော်အဲ့ဆိုင်လေးပဲဖွင့်ပြသေးတယ်အမောထက်ချဲဖို့ကတော့စဉ်းစားထားအောင်ပဲရှိသေးတယ်မလုပ်ဖြစ်သေးပါဘူးလူမနိုင်တာရောပေါ့နော်အမောကကျတော့ family business ဖြစ်တဲ့အတွက်ကြောင့်ဒီဒီမိသားစုနဲ့ပဲလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်လေအဲ့လိုလေးပဲလုပ်ဖြစ်သေးတယ်အဲထက်တော့မချဲဖြစ်သေးဘူးထက်ချဲပြင်တော့အတိပေးပါမယ်ရှင်စွမ်းနာပြောလို့ပေါ့နော်ဒါကတော့ ွန်းလုပ်တဲ့သူမှန်သမျှတော့ဒီလိုလေးတော့ရှိတာပဲပေါ့နော်ဒါပေမဲ့ဒီဒီမှာမှအဲပြောတဲ့သူတွေထဲမှာအမှန်တဲ့အချက်လေးလည်းပါတယ်ကိုပြင်းမဲ့အချက်လေးလည်းပါတယ်အဲ့တော့ဒီကောင်မလေးကတော့ဒီနေရာမှာမှားနေတယ်ဒီနေရာမှာမှားနေတယ်ဆိုတော့ဒါလေးကိုပြန်ချရတယ်ကြာဩဟုတ်တယ်ဒါဆိုတော့ဒါငါမှားခဲ့တဲ့အရာလေးပဲအဲဒါလေးကတော့ငါမှန်ခဲ့တဲ့အရာလေးပဲဒီလိုလေးပြန်ကြည့်ပြီးတော့မှအဲဒီနောက်ပိုင်းပြန်ပြီးတော့စဉ်းစားသုံးသပ်ပြီးနေတိုင်းဖြစ်တယ်ပေါ့နော်အမကဆုံးတာပြောသလိုပဲမြမအကျော်ဆုံးအဲ့လိုလေးရောင်းတာမရှိသေးဘူးပေါ့နော်အမ စက်ခုအိနေဆိုလဲအမတို့ပထမဆုံးလုပ်တာပဲစီဆိုလို့ရှိရင်လည်းဒီ FD လက်မရပြတဲ့စီအမတို့ပထမဆုံးကြော်ကြော်ပြတ်တတ်မှန်မြန်နဲ့ဒီဒီအကြော်ကိုဒီလိုလက်မအစစာနေမဟုတ်ပဲねကျမတို့ဒီလိုမျိုးဖွဲခန်းနိုင်မှလည်းစားလို့ရတယ်ညီမအကြော်ဆုံးဆိုပြီးတော့အဲ့ခံလို့ရအောင်အဲ့လိုလေးစိတ်လေးနဲ့ပေါ့နော်ညီမအစစာကိုဒီလိုမျိုးဘယ်လိုပြောရမလဲခန်းခန်းနားနားလေးဖြောင်ကျမလုံးဖြစ်တာနေပဲရှိရမှာဟုတ်အဲ့အဲ့ဒါကတော့ အောင်မြင်လာရင်တော့မဟုတ်ပါဘူးအကျော်ဆိုင်ဆိုတော့ကျွန်တော်တို့ဟိုအရင်ကနေရှိရပေါ့နော်ရက်ကထိတ်ထလိုက်တဲ့အကျော်ဆိုင်ကြီးအများကြီးပဲဒါပေမဲ့အဲကျွန်တော်လိုပဲအဲဒီစက်ကူလေးလေးတွေနဲ့လှုပ်လာတယ်စီလေးလည်းတက်အောင်လှုပ်လာဖြစ်တဲ့အတွက်ကြောင့်ကိုကိုကောင်ယူမိရဲ့ဘာလို့ဆိုတော့ငါလုတ်လိုက်ငါငါလုတ်လိုက်လုတ်ပြလိုက်လို့မဟုတ်ဒီလိုလေးလိုက်လုတ်လာတယ်ဥမာကျမလုတ်တဲ့အတွက်ကြောင့်ညာကအဲဒီကျမဘာဝင်စီရတူရဒီလိုလေးစားရတူရှိရင်ဟိုမင်းမျိုးတွေကတူတွေမှာလည်းဒီလိုလုတ်တဲ့တူရှိရင်ဆိုကြတာဒီလိုတက်တက်နဲ့နဲ့လေးစားရတယ်ဆိုင်တိုင်းတက်တက်ရှိရှိလေးဖြစ်သွားရတယ်လို့ခန်းစားရတယ်ပေါ့နော်ကိုလုတ်ခဲ့ရလေးကို နောက်ကနေလိုက်ပြီးတော့ဆက်ကူ8တို့ဒီလို C တို့တက်တက်မြတ်မြတ်လုံရင်ရပါလားအဲရောင်းနှန်းဒီလိုမျိုးဝင်မှလားဆိုတော့တိသွားတဲ့အတွက်ကြောင့်ပေါ့နော်လိုက်လို့ကြာတဲ့အတွက်ကြောင့်ကျွန်တော်ကဝမ်းသာပါတယ်လို့ဒီထက်ပို့ပြီးတော့အဲကိုပုံမကောင်းဝင်တဲ့အဲတန်းစမှုစနစ်တွေနဲ့အရသာကောင်းဝင်ခြင်းတွေနဲ့ဆက်ပြီးတော့မြန်မာအစားအစာတွေကိုဝင်ဝင်ကြအောင်လုပ်ကြမယ်အဲဆောင်းတာပြောသလိုပဲတမောက်ပြရန်တယောက်တည်းတောက်လို့မကုန်ဘူးပေါ့နော်အမားတို့ဆိုလို့ရှိရင်ဒီလိုမျိုးနဲ့စပြီးထွန်းခဲ့တယ်အမားတို့ကတော့ကိုလည်း တော့ငါဖြစ်တာပေါ့နော်ငါလို့ပြီးသားရေလိုက်လို့တယ်ဆိုဒါပေမဲ့နောက်ကြတဲ့ဆက်စားအော်ဟုတ်တယ်ဒါသမုတ်ရရတရားတော့တောက်လို့မကုန်ဘူးအကုန်လုံးကိုယ့်လိုလုပ်ချင်တယ်ဆိုရင်ကိုယ့်လိုမျိုးဖြစ်အောင်လုပ်ရမှာပါဆိုတော့ဆက်ကူအိတ်လေးတွေအစအရသာလေးရောစီလေးရောတက်အောင်လုပ်ပါအဲ့ဒါဆိုရင်အကုန်လုံးပဲရောင်းကောင်းမယ်ကိုတယောက်တည်းပဲမဟုတ်ဘူးလေနော်ဒီရန်ကုန်ကသူတွေလည်းလုပ်လို့ရတယ်မန္တလေးလားမော်လမြိုင်လားအကုန်အကုန်ပေါ့အဲ့လိုလေးတက်နန်ရှင်စင်းလေးနဲ့မြန်မာအစားစာကိုတက်နန်စင်းလေးလောက်တော့ကိုကတော့နှစ်သက်တယ်မြန်မာမဟုတ်လို့လားမသိဘူးကိုကိုအစားစာလည်းကိုကြိုက်တယ်ကွာအဲ့ကိုဟာတက်နန်စင်းလေးဖြစ်အောင် ကိုယ့်အဆက်ဆံရေးတန်းစီလေးဖြစ်အောင်အဲ့လိုလေးအဲရောင်းရောင်းကြမယ်ပေါ့နော်အဲ့ဒါကလည်းကျွန်မအဲ့လိုမျိုးပေါ့နော်အဲပထမတော့ကတော့ဝယ်ဝတ်တာနောက်ပိုင်းကျတော့လိုက်တယ်အဲဘယ်ဘယ်အင်ဂျင်ဘယ်မှာဝယ်ရလဲပါညာကျွန်မလည်းပြန်ပြီးတော့ညွှန်ပေးတယ်အဲ့မှာမှဆိုင်ချင်းလေးကလည်းအော်အင်ညီမလေးညလုံးမလို့လုံးလုံးလာဝဲတယ်အများကြီးပဲရှိရတယ်ဒီနောက်ပိုင်းကျလက်ဆောင်ပေးရတာကိုဝယ်ရတာပေါ့ကွယ်ကောင်မလေးကဝယ်ဝတ်တယ်ဘယ်လိုလုပ်အဲ့လိုမျိုးပေါ့နော်ဘလို့ဖြစ်တာလဲဆိုတော့အမကအစခရရင်အဲ့လိုညီမဝတ်စုံ ပို့ပြီးနှက်တက်တယ်ပေါ့နော်ဒါအခုကတော့ဒီလိုမျိုးဒင်နာပွဲရပါဆိုတော့ဒီအပြင်ဝက်ဆောင်ဝက်ဖြစ်တယ်ဆိုင်မှာကတော့အမမြန်မာဝက်ဆောင်ဝက်တာများတယ်အဲ့လိုနဲ့တွဲပြီးမှတ်မိကြတာအကျော်လေးကိုလည်းလေအဲ့အနမဆက်ပြို့ဖြစ်အဲ့ဒါလည်းများတယ်ပေါ့နော်ပထမတစ်ခေါက်ကတော့ကျမကြုံညာတွေ့လို့ကျမတွတ်တော်တွေ့လို့လာကြတယ်နောက်တစ်ခေါက်ကတော့အရသာကြိုက်လို့လာကြတာပေါ့ကွယ်အဲ့နောက်နောက်ကအခေါက်တည်းကတော့ရတာကိုကြိုက်တော့လို့လာတာပေါ့ကွယ်။အဲကျေးဇူးများကြီးတင်ပါတယ်ရှင်။စောနာပြောခဲ့သလိုပဲအဲဒီဝေဖန်တဲ့အတန်တွေကိုပြန်နှားထောင်ပြီးတော့မှကိုမှားတဲ့အပိုင်းတွေလည်းပြင်ဆင်ရင်းနဲ့ပြင်ဆင်ရင်းနဲ့ပေါ့နော်။ပုံမကောင်းဝင်တဲ့ စားတောက်တန်းတစ်ခုကိုရအောင်သွားမယ်ဆိုတဲ့အကြောင်းမျိုးပြောချင်ပါတယ်အဲကြည့်ရှုသူမိဘမိဘဗီဒီယိုပေါင်းတယ်စိတ်ဆန္ဒနေကိုကြောက်မှန်းနေပြည့်စုံပါစေရှင်